အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုရွေးထည့်ထားတဲ့ပုံမြင်လေးကတော့တင်တောင်းဝေကြောင့်ဒုက္ခရောက်ကြရသူများဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါအမြန်တော့ပါဆိုနာရဲ့သူတို့ရောက်လာကြတော့မယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအမေကောင်းပါပြီတမိပြီးတော့မယ်လေနေဆုတောင်းနေပါဟဲ့ဒီတခါတော့သူတို့အင်းကိုသဘောကျသွားကြပါစေကောင်းလေးကတော်တော်လေးကောင်းနေသီလား သူကရဲဆိုတော့နေတဘောအလုံးအစဉ်ပြပြနေရလိမ့်မယ်။အမေကလည်းတမီးတလောက်တောင်မှလှပနေတဲ့ဥစ္စာသူကတမီးကိုသဘောမကျပဲနေကြပါမလား။အမလီတမီးရဲ့ကောင်းလေးရအစိုးရဝန်ထမ်းတယောက်ပြီးတော့မိဘတွေအတွက်တအိုးတီတော်သားလေးလည်းဖြစ်တယ်။အလောက်ကင်ကလည်းကောင်းတယ်ဆိုတော့သူ့အတွက်နှင်းလုံးမင်းကလေးတွေအယောက်တရာလောက်တန်းစီနေကြမှာ။စောနာနဲ့တဲ့အမေနှစ်ယောက်လုံးကလည်းသူတို့တပတ်ကသူတွေအင်ကိုလာမှဖြစ်လို့ပြင်ဆင်စရာရှိရကိုပြင်ဆင်နေခဲ့ကြပါသေး။ ဒီအချိန်မှာစွန်နီလည်းသူ့ရဲ့အမေနှစ်ယောက်လုံးကလည်းကားပေါ်ကနေဆင်းလာခဲ့ကြပါရဲ့မင်္ဂလာပါအမကြီးမင်္ဂလာပါမင်္ဂလာပါဒါဆိုရင်တော့အမတို့အိမ်ကဒီအိမ်လားဟုတ်ပါတယ်ရှင်ကျမတို့အိမ်ကဒီအိမ်ပါပဲဒီကိုလာတာအစင်ရောပြေခဲ့ရလားလမ်းတွေဘာတွေမတွေ့ရမျိုးဒုက္ခတစ်ခုခုရောက်ခဲ့တာရှိသေးလားယင်ဟာရှိရပါဗျာခမရတို့လည်းတည်တည်လေးကျင်းကျင်းလေးဆိုတော့ကားတစ်စီးတောင်ဝင်လို့မရဘူးတော်တော်လေးဒုက္ခရောက်ခဲ့ ဟုတ်တယ်ဟုတ်တယ်လမ်းကနည်းနည်းကျင်းတယ်ဆိုတော့အတော်လာတော့နည်းနည်းလေးဒုက္ခရောက်တယ်လာခဲ့လေလာခဲ့ကြပါအိမ်တဲကိုဝင်လာခဲ့ကြပါအောင်ရှင်အေးဟုတ်တယ်သွားမယ်သွားမယ်အခုတော့လောလောဆယ်အိမ်တဲကိုဝင်ကြတာပေါ့ပြီးရင်တော့နောက်ထပ်နှစ်အိမ်သုံးအိမ်သွားစရာရှိသေးတယ်ဒါကကျမရဲ့သမီးလေးပါသူ့ရဲ့နာမည်ကစုံနာတဲ့ဟုတ်ကဲ့မင်္ဂလာပါရှင်အေးပါမင်္ဂလာပါဒါနဲ့အခုတလောဘာရီများလုပ်နေလဲကျမကကြောင်းပြီးတော့တာတိတ်မကြသေးပါဘူးရှင်ကျမကကြောင်းမှာရွှေတစ်စိမ့်နဲ့ဆွေးရထားပါတယ် ကောင်းတာပေါ့ဒါတော်လေးကောင်းတဲ့ကိစ္စတစ်ခုပဲอืมကောင်းတယ်ကောင်းတယ်ဒီမှာအမရေကျမတို့စကားကိုလိုတိုရှင်းပေးပြောမယ်ကျမနဲ့ကျမရဲ့သားလေးနှစ်ယောက်စလုံးရှိမှာအချိန်ကတိတ်ပြီးရှိတာမဟုတ်ဘူးနော်အားလုံးလည်းသိကြတဲ့အတိုင်းကျမသားလေးရဲ့အလောက်ကင်ကတော့အတီးတကြဖြစ်ပြီးသားသူကရဲအရာရှိတယောက်လည်းဖြစ်တယ်အစိုးရဝန်ထမ်းလည်းဖြစ်တယ်ဆိုတော့သူ့ဘဝကအဆင်ပြေပြီးသားပါပဲလာစားကတလောက်ကို၄တောင်းပဲရတာဆိုပေမဲ့တည်တံထရတာကအများကြီးရှိသေးရဲ့လေ အနည်းဆုံးတလောက်ကိုတသိန်းခွဲနှစ်သိန်းလောက်ကတော့သူရနေရပဲသူ့မှာညီမတယောက်ပဲရှိတာနောက်ထပ်နှစ်နှစ်သုံးနှစ်ဆိုလို့ရှင်တို့လည်းလက်ထပ်ပေးလိုက်တော့မှအဲဒီတော့နောက်ဆိုလို့ရှင်တော့အမရဲ့သမီးလေးကသာကျမရဲ့အိမ်ကချွေးမလေးဖြစ်လာမယ်ဆိုရင်တော့သူကအိမ်တိမ်လုံးကိုအုပ်ထိန်ပြီးတော့နေထိုင်တော့ရတော့မှကျမတို့မှာဆိုင်ကန်းတွေအိမ်ကန်းတွေကလည်းအများကြီးပဲရှိတယ်ရွာမှာလည်းကျမတို့ပိုင်နေလေယာဉ်လုံကန်းတွေကအများကြီးရှိရကောင်းတာပေါ့ရှင် ကျမတို့ရဲ့သမီးလေးကတော့အရန်အကန်ကောင်းတာပဲနော်။သူရဲ့ကံကျမတခုလုံးပြောင်းလဲသွားလိမ့်မယ်။ကဲဒီတော့ပြောပါအောင်ရှင်။မင်္ဂလာဆောင်ကြရင်တို့တော့ဘက်ကိုတင်တောင်းဝင်အနေနဲ့ဘာရီများပေးမှလဲ။ကျမရဲ့အချိန်လေးကိုတော့တွေးတာပဲမလား။ကျမအနေနဲ့အများကြီးပေးနိုင်တာလည်းမဟုတ်ဘူးဆိုတော့ကိုတော့သိမှာပေါ့နော်။ဒါပေမဲ့လည်းရပါရဲ့ရှင်။ကျမရောက်အောင်တော့တခုခုစီစဉ်ပေးမှာပေါ့ပြောပါ။အမတို့ဘက်ကတောင်းဆိုချင်တာတခုခုရှိတယ်ဆိုရင်တော့ကျမပွင့်ပွင့်လင်းလင်းပြောလို့ရတယ်နော်။ ရှင်းရှင်းလေးပါပဲကျမသားလေးကိုလိုချင်နေကြတဲ့မိန်းကလေးရှင်တွေကအများကြီးပဲသူအလုပ်ရတဲ့အချိန်ကလေးကကျမတို့လည်းမိန်းကလေးတွေကိုညင်းနေညင်းနေနဲ့အတော်လေးမောနေပြီမရဲ့မိန်းကလေးရှင်တွေဘက်ကတိုင်း90တင်တောင်းွေပေးပြီးတော့သူနဲ့လက်ထပ်ဖို့အတွက်အားလုံးကပြောနေကြတာဒါပေမဲ့အမရဲ့တမီလေးကပညာလဲတော်တယ်ဆိုတော့သူကကျောင်းကနေပြီးဆွေးရထားရလေအများကြီးရှိတယ်ပညာတတ်တယောက်လည်းဖြစ်တယ်လေဒီတော့ကျမတို့တိုင်း30ရဲ့နဲ့ပဲသဘောတူပေးလိုက်ပါမယ်တိုင်း30ဟုတ်လား ဟုတ်တယ်လေအမောရဲ့သမီးလေးကချောလဲချောတယ်လှလဲလှတယ်ပညာလဲတတ်တယ်ဆိုတော့ကျမအလောက်ထိညှိနှိုင်းပေးလိုက်တာပါအမောရဲ့အခြေအနေကိုကြည့်ပြီးတော့ကျမညှိနှိုင်းပေးထားတာနော်ဒီထက်ပိုပြီးနည်းနည်းလေးမှတော့ကျမမလျှော့ပေးနိုင်တော့ဘူးဟုတ်တာပေါ့အတော်ရဲ့ဒီထက်ပိုကောင်းတဲ့အခွင့်ရထက်ရလိမ့်မယ်လို့ထင်နေရလားအော်တားလေးရဲ့အတော်စီမှာအလောက်ထိပတ်စံမရှိလို့ပါဒါဆိုတော့ရှင်လဲရှိတဲ့ပစ္စည်းတွေအားလုံးရောင်းချပြီးတော့သမီးကိုလက်ထပ်ပေးလိုက်ပေါ့ဘယ်လိုမဆိုကောင်းမွန်တဲ့မိသားစုအတိုင်းဝိုင်းတဲ့သွားတော့ကိုတော့လိုချင်နေမဟုတ်ဘူးလား 음ရှိတဲ့ပစ္စည်းဥစ္စာတွေကိုရောင်းချလိုက်မယ်ဆိုရင်တော့မပတ်စံအလောက်ထိအများကြီးထွက်လာမှာမဟုတ်ပါဘူးအမရဲ့အလောက်ထိတော့မတောင်းပါနဲ့ရှင်ကျမတို့ကလည်းနားလည်ပေးပါအောင်နော်ကဲရတယ်အမရေတော်ပြီကျမဘာမှထပ်ပြီးတော့ပြောမနေချင်တော့ဘူးကျမတို့လည်းဒီမင်္ဂလာပွဲကိုလက်မခံတော့ပါဘူးအမရဲ့တမီးလေးအကြွတောင်းသူလည်းတမတယောက်ကိုပဲလိုက်ရှာပြီးတော့လက်ထပ်ပေးလိုက်ကြောနော်ကျမတို့ရဲ့တံပိုးရှိတဲ့အချိန်တွေကိုအမဖြုံးတိပြစ်လိုက်တာပဲ။ကဲကဲကဲသားကြီးသွားကြတာပေါ့သွားကြမယ်။တောင်မီးနှစ်ယောက်လုံးကလည်းချက်ချင်းပဲထွားခွာလာခဲ့ကြပါရဲ့။ ဒါကပထမဦးဆုံးအကြိမ်တော့လည်းမဟုတ်ပါဘူး။ဒီတောင်မီနှစ်ယောက်လုံးကအားလုံးကိုဒီပုံစံအတိုင်းပဲလုပ်နေခဲ့ကြတာပါ။သူတို့နှစ်ယောက်ကမိသားစုတွေအများကြီးစီသွားပြီးနောက်မှာတော့တင်တောင်းငွေတွေအများကြီးဒီပုံစံအတိုင်းပဲတောင်းဆိုခဲ့ကြပါရဲ့။သူတို့ရဲ့ကြိုးစားမှုကတော့ရှင်းရှင်းလေးပါပဲ။ချောင်းမော်လောက်ပါတဲ့မိန်ကလေးကိုလည်းလိုချင်တယ်။တင်တောင်းငွေကိုလည်းအများကြီးရချင်ကြပါရဲ့။ဒီလိုနဲ့အရင်နေ့ညနေခင်းရောက်ရှိသွားခဲ့တဲ့အခါမှာတော့ဘလို့လဲအမေရဲ့အစဉ်ပြေးရလား။အကိုမိန်ကလေးတဲ့ယောက်ကိုသဘောကျရလား။ ။သွားခဲ့တယ်သွားခဲ့တယ်နှစ်အိမ်တော့အိမ်သွားခဲ့တယ်မိန်းကလေးတယောက်ကိုဆိုလို့ရှင်တော့အတော်လေးသဘောကျခဲ့တယ်။ဒါနဲ့တားရီအဲ့ဒီမိန်းကလေးရဲ့နာမည်ကဘာပါလိမ့်။စွန်နာလေးအမေရဲ့သူ့ရဲ့နာမည်ကစွန်နာတဲ့။အေးအေးအေးအဲ့ဒီမိန်းကလေးပဲ။သူ့ရဲ့အိမ်ကိုရောက်သွားတဲ့ကအမေသိပါတယ်။သူတို့ဘာမှတင်ချောင်းဝေကောင်းကောင်းပေးနိုင်ကြမှာလည်းမဟုတ်ဘူး။အင်ကိုတွေ့ကြတဲ့ကတိသွားတာလေသူ့အမေကလည်းကစီကောက်လိုက်တာဒါပဲအမေရဲ့မင်္ဂလာဆောင်တစ်ခုမှလေတင်တောင်းွေကိစ္စကိုအလောက်ထိလေလောဘကြီးမနေပါနဲ့ပြီးတော့အကို အကိုကအမေကိုရှင်းပြရမယ့်အစားအမေဘက်ကနေပါပြီးတော့ဒါတွေအားလုံးကိုလုပ်နေရလားဒါမဖြစ်သင့်ဘူးနော်တင်တောင်းွေယူရဲဆိုတာကအပြစ်လောက်တာနဲ့အတူတူပဲပြီးတော့ဒါတွေအားလုံးကိုတည့်ရထားတယ်အကိုအခုလိုလုပ်နေသေးတယ်ဟုတ်လားနင်ပါဇက်ပိတ်ထားလိုက်စမ်းပါပြီးရင်တော့ကိုလုံးကိုသွားလို့ငါတို့လာပြီးတော့ဆရာကြီးလုံးမနေနဲ့ခလေးကခလေးနေရမှာနေသွားမယ်သွားမယ်ကျွန်မအခုသွားလိုက်တော့မယ်ဒါပေမဲ့တခါတည်းပြောသွားလိုက်မယ်နော်အခုအားလုံးလုံနေကြတဲ့အလုပ်တွေကကောင်းတဲ့အလုပ်တွေမဟုတ်ဘူးဖခင်တခင်ကတော့အရန်ကိုစိတ်ဆိုးတော့တာထွက်သွားလို့ရှင်တော့ဘာမှလုပ်လို့ရမှာမဟုတ်တော့ဘူး ကဲနေသွားပါအခန်းထဲမှာသွားနေလိုက်တော့ငါတို့ကိုလာပြီးတော့ဆရာကြီးလုံနေသေးတယ်။ဒီအိမ်မှာရှိတဲ့တမီးဖြစ်သူတယောက်ကပဲနားလည်မှုရှိပြီးလိမ်မာရေးကြရှိတာပါ။သူကတော့သူ့အမေနဲ့သူ့ကိုနှစ်ယောက်လုံးကိုတင်တောင်းဝင်မယူဖို့အတွက်ဖြောင်းဖြားပြောဆိုခဲ့ပေမဲ့ဘာမှထူချမလာခဲ့ပါဘူး။ဘာဖြစ်တာလဲအမေရဲ့အမေကိုကြည့်ရတာအရန်ကိုစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့ပုံစံပဲနော်။ဘယ်လိုလုပ်ရမလဲသားလေးရဲ့မျိုးကြီးပြကြီးကအကြီးကြီးပဲ။ဒီတမီးကိုလုံမှာသားအတွက်ကောင်းမွန်တဲ့မိန်းကလေးတယောက်ကိုတော့မှအမေကလိုက်မရှာပေးနိုင်ဘူးဖြစ်နေရဲ့လေ။ ဂျာနေရဲ့သားလေးရေအမေတို့တွားကြည့်ခဲ့တဲ့အင်္ဂါမင်းကလေးတယောက်ကိုပဲအမေတို့လက်ခံလိုက်ရတော့မလားဘယ်သူလဲဟိုတိန်20ပေးမယ်ဆိုရဲအိမ်လားအေးဟုတ်တယ်သားရေတိန်30မရဘူးဆိုတော့လေတိန်20ပေါ့ကောင်းပြီလေမေဒါဆိုရင်တော့မလည်းပြန်တခါတည်းသူ့စီကိုပဲတန်းသွားလိုက်ကြတာပေါ့ကျွန်တော်တို့တခါတည်းအဲ့ဒီမှာပဲစကားအပီပြောလာခဲ့ကြမယ်လေဆိုနေလက်ဆွရှမာတို့နှစ်ယောက်လုံးစကားပြောနေခဲ့ကြတဲ့အချိန်မှာပဲဖုန်းဝင်လာခဲ့ပါလေဟယ်လိုဘယ်သူလဲဘယ်သူများလဲဟုတ်ကဲ့ပြောပါရှင်ဘယ်သူများလဲမသိဘူး အော်ဟုတ်ကဲ့ဟုတ်ကဲ့အမကျွန်တော်ပါဟုတ်ကဲ့ဘာကိစ္စများရှိလို့လဲပြောလေဒါနဲ့အမရဲ့သားလေးကရဲအရာရှိတယောက်ဆိုသူ့အတော်သတို့သမီးလောင်လိုက်ရှာနေတယ်ဆိုပြီးတော့လဲကျွန်တော် ကြားလို့ပါဟုတ်တယ်ဟုတ်တယ်ကြားထားတာမှန်တယ်ဒါဆိုရင်တော့ကျွန်တော်ရဲ့သမီးလေးကိုတစ်ခေါက်လောက်လာကြည့်ပေးပါဦးသူကအလုပ်လည်းအပြစ်မှာထွက်ပြီးတော့လုံနေတယ်ဝင်းဝင်းလည်းအတော်လေးကိုကောင်းတယ်အိမ်လုပ်တွေအားလုံးကိုလည်းသူတေးတေးချာချာလုပ်တတ်တယ်ဟုတ်ပါပြီဟုတ်ပါပြီဒါရီအားလုံးကတော့ဟုတ်ပါပြီဒါပေမဲ့တင်တောင်းဝင်နေပတ်သက်ပြီးတော့စကားပြောရအောင်မယ်လေအဲ့ဒါကရောဘယ်လိုလဲ ရှင်တို့ဘက်ကနေပြီးတော့ဘယ်လောက်ပေးနိုင်မှာလဲ။ကျွန်တော်တို့ကချမ်းသာတယ်သူတွေမဟုတ်ဘူးဆိုတော့ကိုတော့အမလည်းသိတာပဲလေ။ကျွန်တော်တင်တားခွေကိုတော့35ဒိန်ထပ်ပို့ပြီးတော့မပေးနိုင်ဘူး။ဘာပြောလဲ35ဒိန်ဟုတ်လား။ကောင်းပြီလေဒါဆိုရင်တော့ကျမတို့မနေ့ပြန်ကြရင်လာခဲ့မယ်။လိမ့်စာမေးပြီးနောက်မှာတော့သူကဖုန်းချလိုက်ပါလေ။သူတို့ကတော့ဖျားသခင်ဘက်ကသူတို့ကိုကံကောင်းစေပြီးဆိုပြီးတွေးနေကြတာပေါ့။အခုဆိုရင်တော့သဘောကြတဲ့မင်းကလေးကိုရောတင်တားငွေကိုရောသူတို့ရရှိသွားတော့မှာပါ။နောက်နေ့မှာတော့ဆွရှမာတို့ကလည်းသွားလိုက်ပါလေ။ ထိုင်ပါအောင်ဗျာထိုင်ပါအောင်ထိုင်ပါအောင်အိမ်ကတကယ်ကိုအကြီးအကြီးပဲနော်ဟုတ်ကဲ့ဟုတ်ကဲ့ဖခင်သခင်ပေးထားလို့အလောက်တော့ရှိပါတယ်ဒီမှာဒါကကျွန်တော်ရဲ့သမီးလေးလေအေးဟုတ်ပြီသမီးလေးရေအခုတလောဘာတွေလုပ်နေလဲကျမအကြောင်းဆရာမတယောက်ပါဒါတကယ်အရင်အကောင်းတဲ့ကိစ္စတခုပဲငါသားလေးကပစံအများကြီးခြာနိုင်နေတာဆိုတော့နင်လည်းဘာမှအရန်ကြီးစွရင်ပူပန်နေစရာတော့လည်းမလိုဘူးအေးအေးစစ်စစ်ဘယင်မတပားလိုမျိုးအိမ်မနေလို့ရတယ်အိမ်မအလုတ်သမားတွေရှိတာဆိုတော့အလုတ်တွေအားလုံးကိုသူတို့လောက်ကြလိမ့်မယ် ဒါဆိုရင်တော့ကျွန်တော်တို့မင်္ဂလာကိစ္စကိုဆက်ပြီးတော့စကားပြောကြရမလားဒါပေါ့ဒါပေါ့ကောင်းပါရဲ့ဘလို့မဆိုအကိုရဲ့တမီလေးကအလုပ်လဲလုပ်တယ်အကိုတို့ကတင်တောင်းငွေကိုလည်းအများကြီးပေးချင်တယ်ဆိုတဲ့အခါကျတော့ကောင်းမွန်နေမိသားစုတွေကိုတော့ထည့်ပေးချင်ပါပဲလေဟုတ်တယ်မလားအကိုတို့ဘက်ကထည့်ပေးတဲ့ပစ္စည်းတွေအကုန်လုံးကအကိုတမီလေးသုံးဆွဲဖို့အတွက်ပဲလေဒါနဲ့ကျွန်တော်ဘာတွေများကြားလိုက်တာလည်းမသိဘူးအမတို့ဘက်ကနေပြီးတော့တင်တောင်းငွေဘလောက်များလိုချင်တာလဲအကိုရေအကိုတိန်း30အကိုရေတိန်း30၃နဲ့၃ရတလုံးတိန်း30 ဒီလိုနဲ့သူကအတန်းအကျယ်ကြီးနဲ့အော်ပြီးတော့ပြောလိုက်ပါလေ။ကဲအားလုံးပဲထွက်လာကြပါတော့။အားလုံးထွက်လာပြီးတော့သူတို့နှစ်ယောက်လုံးကိုဖမ်းဆီးလိုက်တော့။ဒါဘာလို့တားလဲ။ဘာလို့ကြတာလဲ။တင်တောင်းဝင်မတရားယူခြင်းတွေရဲ့သူတွေကိုလမ်းမှန်ပြပေးနေရလေ။နေရမြောင်ကတော့ကိုဖမ်းခိုင်းမယ်ဟုတ်လား။ငါသားဘာလဲဆိုတာကိုနေအခုအထိမသိသေးဘူးနဲ့ကြည့်ရဲ။သူကရဲအရာရှိတယောက်နော်။သူ့လိုအရာရှိတယောက်ကိုနေရဘာလုံးနိုင်မှာမို့လို့လဲ။မှားနေရနော်။ခမရမှားနေရ။ကျွန်တော်တို့ကဘာတွေလဲဆိုတာကိုခမရအခုချိန်အထိမသိသေးဘူးနဲ့ကြည့်ရဲ။ ကျွန်တော်ရဲ့တမီးလေးကတကယ်ကိုအရာရှိတယောက်ပဲခမရဲ့သားထက်အများကြီးပိုပြီးတော့ရာထူးမြင့်နေဟုတ်တယ်ကျွန်မရှေ့ကိုဖမ်းဖို့အတွက်စောင့်ကြည့်နေခဲ့တာလေအခုနောက်ဆုံးတော့ဖမ်းမိသွားခဲ့ပြီတင်တောင်းဝယ်တောင်းတဲ့အတွက်ကြောင့်မို့လို့ရှင်တို့အခုထောင်ကြတော့မယ်ဘာလို့ထောင်ကြမှာလဲအဲ့လိုအလွယ်တကူထောင်ကြသွားစီရလားတားရင်နေဘာလုပ်နေရလဲတခုခုဝင်ပြောအောင်လေအမေကလည်းတားဘာပြောရမှာလဲ तू ကတားထက်ရာထူးကြီးပါတယ်ဆိုနေမှကဲသူတို့ကိုဖမ်းဆီးပြီးတော့အပြုံခေါ်ထုတ်လာခဲ့လိုက်တော့ ီလိုနဲ့သူတို့နှစ်ယောက်လုံးကိုလက်ထိတ်ခတ်ထားခဲ့တဲ့အချိန်မှာပဲနောက်ထပ်တခြားအခန်းတစ်ခန်းကလည်းစွန်းနောက်အပြင်ကိုထွက်လာခဲ့ပါရီစွန်းနောက်ကတော့သူတို့တောင်မီးနှစ်ယောက်ပထမအူဆုံးသွားကြည့်ခဲ့တဲ့မိန်းကလေးပဲဖြစ်ပါရီကဲဒီမှာအားလုံးပဲတွေးလိုက်ကြပါဦးဒါကတော့ကျမရဲ့အခင်ဆုံးတငယ်ချင်းသူကလည်းအရာရှိတယောက်ပဲစွန်းနောက်နေပါလားငါတို့ခွဲလို့ပါငါတို့တကယ်အမအကြီးအကြီးကျွလွန်ခဲ့မိကြတယ်မဟုတ်တာဘာဖြစ်လို့တောင်းပန်နေရလဲနောက်ထပ်တင်တောင်းဝင်အများကြီးတောင်းလေ ။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ထွေမလေးရဲ့မိဖို့ကြောင့်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။နေဟာဆိုတဲ့မိန်းကလေးကတော့စင်ရဲရဲ့မိသားစုတစုရဲ့ထွေမလေးဖြစ်လာခဲ့ပါတယ်။ထွေမလေးရဲ့နေဒီအိမ်ကိုရောက်လာပြီးညနာကြီးဝဲကတော့အောင်မြင်စွာပြီးစီးသွားခဲ့ပြီးအခုနေထမင်းခင်ချက်ပြုတ်တဲ့ရိုးရအစင်လာကိုလောက်ရတော့မယ်။နေအမြန်ဆုံးတစ်ခုခုသွားချက်ပြုတ်လာခဲ့လိုက်တော့မိသားစုဝင်တွေအကုန်လုံးကလည်းစားတောက်ဖို့အတွက်စောင့်နေကြတယ်။ ဟုတ်ကဲ့ပါမေဟုတ်ကဲ့ကောင်းပါပြီရှင်ဒါဆိုရင်တော့ကျွန်မအခုပဲသွားပြီးတခုခုသွားချလာခဲ့လိုက်မယ်နော်နေဟာရဲ့ရခမအင်ကတော့ရွာလေးတရွာမှရှိတာပါသူရဲ့ရခမအင်လေးကတော့တသေးလေးပါပဲကောင်းကောင်းစောက်လုပ်ထားတဲ့ခိုင်ခန့်လုံးနေတဲ့အင်တော်လည်းမဟုတ်ပါဘူးသူမကိုယ်တိုင်ကလည်းချမ်းသာပြေဆောင်လို့နဲ့မိသားစုကနေပြီးစဉ်တက်လာခဲ့ရတော့မဟုတ်ပါဘူးသူမတအိမ်လုံးမှာမိဖို့ကံမမရှိလဲဆိုပြီးလိုက်ရှာနေခဲ့တဲ့အချိန်မှာပဲတယောက်ကြာရောက်လာပြီးပြောလိုက်ပါတယ်ဒါနဲ့မင်းဘာလုပ်နေရလဲဘာတွေကိုများလိုက်ရှာနေရလဲ ကျမမိဖို့ကံပမာရှိလဲဆိုတာကိုလိုက်ရှာနေရပါအေးဟုတ်ပြီဒါဆိုရင်လာခဲ့လေငါမင်းကိုမိဖို့ကံပမာရှိတာလဲဆိုတာကိုလိုက်ပြပေးမယ်ဒီလိုနဲ့ယောက်ျားဖြစ်သူကလည်းသူ့မိမကိုအပြင်ကိုခေါ်ထုတ်သွားခဲ့ပါရဲ့အပြင်မှာတော့မြေကြီးနဲ့လောက်ထားတဲ့မိဖို့လေးတစ်ခုထထားတာတွေးလိုက်ရပါရဲ့အော်ဒါကရှင်တို့အိမ်ကမိဖို့ကြောင့်လားမိဖို့ကြောင့်ကအပြင်မှာရှိနေရပဲအခုမှပဲကျမသဘောပေါက်နားလေတော့တယ်ကျမအဖေကဘာဖြစ်လို့ကျမကိုဒီလောက်များတဲ့မိဖို့ကြောင့်တောင်းပစ္စည်းတွေပေးလိုက်တယ်လဲဆိုတာကိုလေး ။ဖုံမတွေ့လားကျမယူလာတဲ့အိတ်တွေ။အဲ့ဒီအိတ်ထဲမှာပစ္စည်းတွေအများကြီးပဲကျမရဲ့အိမ်ကထည့်ပေးလိုက်တာလေ။အဲ့ဒီပစ္စည်းတွေကိုတခြားလောက်ထုတ်ယူလာခဲ့ပေးပါဦး။အေးရဲ့ဒေါက်တာနေရာမှာအိတ်သုံးအိတ်ထပ်ထားပါရယ်။အိတ်ထဲမှာပစ္စည်းတွေအများကြီးထည့်ထားပါရယ်။မူလီကလည်းဖွင့်ကြည့်လိုက်တဲ့အခါမှာအိတ်တလုံးထဲမှာတော့ပကံတွေအများကြီးရှိနေခဲ့ပါတယ်။နောက်ထပ်အိတ်တလုံးထဲမှာတော့ gas မီးဖို့နဲ့ gas ဥအသေးလေးကိုထည့်ထားပါတယ်။နောက်ထပ်အိတ်တလုံးထဲမှာတော့မဆလာပေါင်းစုံနဲ့လက်ဆက်နေတဲ့ဟင်းသီးဟိရွက်တွေအများကြီးကိုထည့်ထားပါတယ်။ ဒီမှာသမဲဟင်းချက်ပြုတ်တယ်ဆိုတော့ကအခုလိုမျိုးအပြင်ထွက်ပြီးတော့ချက်ပြုတ်လို့မရဘူး။ဒီနေရာတစ်ခုလုံးကိုတတိကျစားလေးကာပေးလိုက်ပါ။ကာပေးပြီးတော့မှပဲကျွန်မသမဲဟင်းချက်မယ်။ဒီလိုနဲ့ယောက်ျားဖြစ်သူကလည်းသူ့မိမတောင်းဆိုတဲ့ပုံစံအတိုင်းပဲအကာအရံတစ်ခုလောက်ပေးလိုက်ပါလေ။နေဟားကလည်းသူ့ရဲ့မိဖို့ကံထဲမှာပစ္စည်းတွေအကုန်လုံးကိုထားပြီးနောက်မှာတော့သမဲဟင်းစတင်ချက်ပြုတ်ခဲ့ပါလေ။သူမထမင်းဟင်းချက်ပြုတ်ပြီးတဲ့အခါမှာမိသားစုဝင်တွေအကုန်လုံးကိုတဲခင်ကျွေးလိုက်တဲ့အခါအားလုံးကလည်းအယားသာကိုသဘောကျနှစ်သက်လို့ချီးကျူးနေကြကြတာပေါ့ ချွေးမလေးရေကောင်းတယ်စားလို့အရင်ကောင်းတာပဲသမင်းကတကယ်အရသာရှိပြီးတော့စားလို့ကောင်းတယ်ကြည့်ပါဦးငါ့ရဲ့လင်ကြီးမှာအရင်အောင်ကြောတာပဲသူနဲ့အတူတူမိဖို့ကြောင့်တုံးပစ္စည်းတွေကိုတခါတည်းယူလာခဲ့တယ်နော်မိဖို့ကြောင့်တစ်ခုလုံးကိုတသိသချာပြင်ဆင်လိုက်လို့တောင်းရတယ်ကောင်းတယ်ကောင်းတယ်ဘလို့မစို့အပြောင်းလဲဖြစ်သွားတော့ငါလည်းသဘောကျတယ်အရင်ကောင်းတယ်မဟုတ်ဘူးဆိုရင်တော့ငါတို့ဒီအိမ်ကိုရောက်လာတဲ့အချိန်ကစပြီးအပြင်မှာပဲသမင်းဟင်းချက်ပြုတ်နေရတာလीအခုတော့အေးအေးဆေးဆေးချက်ပြုတ်လို့ရပြီ နေဟာကတော့အခုမှလလောလလလက်ထက်ထားတဲ့သတို့သမီးအစ်စ်လေးဖြစ်တဲ့အတွက်ဘယ်သူ့ကိုမှဘာမှပြောမနေတော့ပါဘူးသူကဘာပဲပြောပြောပြောင်းရည်နေခဲ့ပြီးတော့ခေါင်းသာညှိခဲ့ပါလေဒီနေ့ကတော့သတို့အတွက်ပထမဦးဆုံးနေ့ရက်လေးပါနောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာလင်းကြီးမဖြစ်တော့ကမိဖို့ကန်နေသွားပြီးနောက်မှာတော့ကတ်စမီဖို့ဖွင့်ပြီးလက်ဖေးဖြောနေခဲ့ပါလေဒါဘာလို့နေရလဲရောင်မရဲ့အော်နေဟာရဲ့နေမင်းရဟင်းထမင်းတွေအများကြီးချက်ပြီးတော့ပြမန်းနေမယ်ထင်လို့လေအဲ့ဒါကြောင့်ငါပဲမိသားစုတွေအကုန်လုံးအတွက်ထမင်းဟင်းချက်ပြုတ်ပြီးတော့ လဖေ့ဖြော့ပေးလိုက်မယ်မနှက်စာပြင်ဆင်ပေးလိုက်မလားဆိုပြီးတော့လုပ်နေရပါဟုတ်ပါပြီဒါရီအကောင်လုံးကတော့ဟုတ်တာဗောရောင်မရဲ့ဒါပေမဲ့ဒီနေရာကကျမရဲ့နေရာလေဒီမိဖို့ချောင်းကကျမရဲ့မိဖို့ချောင်းကျမဒီပစ္စည်းတွေအကောင်လုံးကျမရဲ့မိဘအိမ်ကနေချွလာခဲ့ရနော်ရောင်မအခုလိုမျိုးပစ္စည်းအကောင်အစားတွေကိုမြင်ဘူးလို့လားဒါရီအကောင်လုံးကကျမပစ္စည်းပဲပဲဘာဖြစ်လို့လာကြည့်နေရတာလဲနေငောက်အခုဒါအရှက်ခွဲနေရမဟုတ်ဘူးလားနေမိဘအိမ်ကနေပစ္စည်းလေးနည်းနည်းလေးယူလာခဲ့တယ်ဆိုတာနဲ့ပဲအခုလိုပြောလို့ရမလား နင့်ကနေဘာထင်နေရလဲဒီပစ္စည်းလေးပဲယူလာတာနဲ့ပဲနင်ကဒီအိမ်ကားမီဖျားကြီးဖြစ်သွားရောလားနင်ဟာကတော့ဘယ်သူပြောတဲ့စကားကိုမှနားမထောင်ပဲနဲ့သူကိုယ်တိုင်ပဲလက်ဖေးပြောလိုက်ပါလေဒီလိုနဲ့ထမင်းဟင်ချက်ပြောက်ဖို့အတွက်ချိန်ရောက်ရှိလာခဲ့တဲ့အခါမှာရောက်ခမဖြစ်သူကမိဖို့ကံနဲ့ကိုရုတ်တရက်ဝင်လာခဲ့ပါလေကဲကောင်းတယ်ကောင်းတယ်ဘလို့မစိုးငါ့ရဲ့ချွေးမအငယ်လေးကတောတော့လဲတောတယ်သူနဲ့အတူတူမိဖို့ကြောင့်တော့ပစ္စည်းတွေအကုန်လုံးကိုတက်ခါရဲယူလာခိုက်တော့ကောင်းတော့လဲကောင်းတာပဲခဏနေတော့နင်ဟာကရောက်ရှိလာခဲ့ပြီးပြောလိုက်ပါလေအမေဒီမှာဘာလုပ်နေရလဲ ကျမရဲ့မိဖို့ခံရဲကိုဘာလာလောက်တာလဲနင်းရဲ့မိဖို့ခံဟုတ်လားကြွေမလေးရဲ့ဒါဘလို့စကားတွေပြောနေရလဲကျမမိဘရင်ကတူရီကကျမအတွက်ဆိုပြီးဒါရီအားလုံးကိုထည့်ပေးလိုက်တာဒီတော့ကျမရဲ့မိဖို့ခံပဲထားကကျမရဲ့မိဖို့ခံအရန်ကိုကောင်းနေတယ်ဆိုတာနဲ့ပဲအိမ်မှာရှိတဲ့မိသားစုဝင်တွေအကုန်လုံးကကျမရဲ့မိဖို့ခံကိုပဲမျက်စိကြားနေကြတယ်နော်နောက်နေ့ကစပြီးတော့ကျမရဲ့မိဖို့ခံနေရာကိုဘယ်သူမှမလာကြနဲ့နော်ကျမလုံးဝမကြိုက်ဘူးရခမကိုတိုင်းကလည်းဘာရီဖြစ်နေမှလုံးဝကိုနားမလည်နိုင်အောင်ဖြစ်သွားခဲ့ပါတယ် သူကလည်းအတော်လေးကိုရိုးသားတော့နဲ့အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ဘာမှပြောမနေတော့ပဲနဲ့ထွက်လာခဲ့လိုက်ပါရီ။နေလေခင်မှာထမင်းဟင်းတွေအားလုံးကိုတော့တမတယောက်ထဲပဲချက်ပြုတ်လိုက်ပါရီ။ဒီလိုနဲ့ပဲနေရရဲ့အတွေ့တဖြည်းဖြည်းကုန်ဆုံးနေခဲ့ရပေါ့။နေဟာကဘယ်သူတူတယောက်ကမှတမရဲ့မိဖို့ကံတဲ့ကိုဝင်းခွင့်မပေးခဲ့ပါဘူး။ဒီအတွက်ကြောင့်လေတမအလုပ်တွေအားလုံးကိုတယောက်ထဲလုပ်နေခဲ့ရပါရီ။မိသားစုတွေအားလုံးစားတောက်ဖို့အတွက်ထမင်းဟင်းတွေကိုလည်းတမတယောက်ထဲပဲချက်ပြုတ်နေခဲ့ရပါရီ။ဒီလိုနဲ့တရမှာတော့သူကတယောက်ကြားကိုပြောခဲ့ပါရီ။ဒီမှာအိမ်မှာလူတွေကအများကြီးပဲရှိနေတာ။ ရှိတဲ့လူတွေအကုန်လုံးတို့ကကျမတယောက်တည်းပဲထမင်းဟင်းတွေကိုချက်ပြုတ်ကျွေးမွေးနေရတဲ့အရင်ကပင်ပန်းလာပြီးဒီပုံစံအတိုင်းပဲအချိန်ထိဖြစ်နေအောင်ပါလေကျမတို့အားလုံးကိုပဲအချိန်ထိထမင်းဟင်းချက်ပြုတ်ကျွေးမွေးနေရအောင်ပါလေမင်းရလေကွာမင်းကိုယ်တိုင်ပဲဒါတွေဖြစ်အောင်လုပ်ထားတာလေမင်းရဲ့မိဖို့ခံတဲ့ကိုဘယ်သူကမှမင်းကိုယ်တိုင်ဝင်ခွင့်မပေးခဲ့ရဘယ်သူကမင်းကိုလာပြီးတော့အကူအညီပေးမှလဲအဲ့ဒီမိဖို့ခံကကျမရဲ့မိဖို့ခံလေဒီတော့ကျမတခြားတယောက်ကိုဝင်ခွင့်ပေးစီရလားရှင်နေပါဦးဒုက္ခပါပဲမင်းဒါဘလို့စကားတွေကိုပြောနေရလဲ ငါ့မင်းကိုအရန်နားလည်မှုရှိပြီးတော့လိမ္မာရေးကြရှိတဲ့မင်းကလေးတယောက်ဆိုပြီးတော့ထင်ထားခဲ့တာတကယ်တော့မင်းကဒီလိုမဟုတ်ဘူးပဲမင်းကတော့ဘာမှမဟုတ်တဲ့မိဖို့ကံတစ်ခုအတွက်နဲ့မိသားစုဝင်တွေနဲ့တောင်ရှံဖြစ်နေသေးတယ်မသိရင်တော့ငါ့မကြီးကမင်းရဲ့မိဖို့ကံထဲမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကိုခိုးယူပြီးထွက်ပြေးသွားမှာကြနေရောကျမတို့တွေအကုန်လုံးမသိကြအောင်ရှင်ကျမပြောတဲ့ကိစ္စကိုပဲရှင်အဆင်ပြေအောင်လုပ်ပေးစမ်းပါရှင်အကိုကြီးကိုတခါရဲပြောထားလိုက်တို့မိသားစုစားတော့ဖို့အတွက်ကိုတီးတန့်ပြင်ဆင်ပြီးစားတော့ကြပါတော့လို့ကျမကဒီလောက်ထိအလုပ်တွေအများကြီးမလုပ်နိုင်ဘူး မူလီကအဲ့ဒီအချိန်မှာပေါ့တခုမှပြောမနေတော့ဘဲနဲ့တိတ်တဆိတ်ပဲအိတ်လိုက်ပါရီနောက်နေ့မှာတော့သူကလယ်ထဲမှာအလုံးလုံးနေနဲ့အားတဲ့အချိန်မှာထိုင်ပြီးစဉ်းစားနေခဲ့ပါရီငါမိမအခုလိုဖြစ်သွားလိမ့်မယ်လို့ငါလုံးဝကိုမထင်ထားခဲ့ဘူးဒါရီကိုစဉ်းစားနေနဲ့အချိန်တွေအများကြီးကုန်သွားခဲ့ပါရီသူအိမ်ကိုပြန်လာခဲ့တဲ့အခါမှာသူ့မိမကတော့သူ့အမေနဲ့မကြီးကိုရန်တွေးနေတာကိုတွေ့လိုက်ရပါရီဒီပုံစံမျိုးကိုတော့မူလီကိုယ်တိုင်ကလည်းဘယ်တော့မှမတွေ့ခဲ့ဘူးပါဘူး နေပေါင်းနေဟိုင်းမေးဒါဘာလုပ်နေရလဲအမေနဲ့မကြီးကိုဘလို့စကားပြောရမလဲဆိုတာနားမလည်ဘူးလားရှိုင်းဆိုင်လိုက်တာကွာကျမရှေ့မနေ့ကပြောခဲ့ရမဟုတ်ဘူးလားမိဖို့ကံကိုတခါရဲခွဲထားပါဆိုနေမှကျမရဲ့မိဖို့ကံနဲ့ကိုဘယ်သူကိုမှဝင်ခွင့်မပေးနိုင်ဘူးဒီနှစ်ယောက်ကဘယ်အချိန်ပဲကြည်ကြည်ကျမရဲ့မိဖို့ကံနဲ့ကိုဝင်ဖို့ပဲစဉ်းစားနေကြတယ်လေချွေးမလေးရေဒါဘလို့စကားတွေပြောနေရလဲငါတို့အားလုံးအတူတူပဲနေထိုင်တဲ့နေဘလို့မဆိုငါတို့ကမိသားစုဝင်တွေပဲလေနေရဲ့မိဖို့ကံနဲ့ကပြည့်စည်ပြီးယူပြီးဘယ်သူကထွက်ပြေးမှာမို့လို့လဲ ကျမမိဘတွေပေးလိုက်တဲ့ပစ္စည်းတွေမို့လို့ကျမအရန်ချစ်တယ်ဘယ်သူနဲ့မှခွဲဝဲပြီးတော့မတုံးဆွဲခြင်းမို့မဟုတ်တော့ကွာမိဖို့ကန်တင်ဘယ်ကမလဲဒီအိမ်တိုင်လုံးကလည်းမင်းပိုင်နာမင်းရှူလိုက်မင်းရဲ့အိမ်နဲ့မိဖို့ကန်တခုလုံးယူပြီးတော့တယောက်ထဲနေခဲ့လိုက်တော့ငါတို့အားလုံးဒီကနေထွက်သွားပြီးမယ်ငါတို့အားလုံးမရှိတော့ဘူးဆိုရင်တော့မင်းကိုဘယ်သူမှထပ်ပြီးတော့အနောက်ရှက်ပေးကြမှာမဟုတ်တော့ဘူးကျမလည်းမလို့ခြင်းမဘူးရှင်တို့အားလုံးကိုဘယ်သူကိုပဲကြည်ကြည်ကျမရဲ့မိဖို့ကန်အနောက်ကိုပဲလိုက်နေကြတယ်မိသားစုနဲ့အကောင်လုံးကမူလီကိုရှင်းပြခဲ့ကြပါပြီမယ်မူလီကတော့တော်တော်လေးကိုစိတ်ဆိုးသွားခဲ့ပါပြီ သူကမိသားစုဝင်တွေအားလုံးရဲ့ပစ္စည်းတွေကိုထုတ်ပို့လိုက်ပါတယ်။ပြီးတော့လည်းမိသားစုဝင်တွေအားလုံးကိုခေါ်ပြီးအိမ်ပေါ်ကဆင်းသွားခဲ့ပါတယ်။နေဟာကတော့အိမ်မတယောက်ထဲချန်နေခဲ့ရပါ။ငါကုအိမ်မတယောက်ထဲအေးအေးဆေးဆေးနေမယ်။သူကဘလို့မဆိုနှစ်ရက်သုံးရက်ကြာတာနဲ့ငါစီကိုပြန်လာလိမ့်မှာပဲ။ရွာကနေနေဝေးတဲ့နေရာမှာမူလီတို့မိသားစုလောက်တဲ့စိုက်ပျိုးမြေရှိပါတယ်။သူတို့အဲ့ဒီနေရာမှာပဲနေထိုင်ခဲ့ကြပါတယ်။သူတို့ကအဲ့ဒီနေရာမှာပဲမြေကြီးနဲ့မိဖို့လေးဖော်ပြီးနောက်မှာတော့ထမင်းဟင်းချက်ပြုတ်စားတောက်ခဲ့ကြပါတယ်။ ကျွန်တော်ကစစင်းရက်နေတတ်တဲ့အတွက်ဘာမှအရန်ကြီးရောလဲဒုက္ခမတွေ့ကြပါဘူး။ตาရေချွေးမလေးကိုဘာဖြစ်လို့အခုလိုလောက်ရတာလဲ။မဟုတ်ဘူးအမေตาလောက်တာမှန်တယ်။သူနဲ့လက်ထပ်မိတာကိုကตาမှားတာ။သူ့အိမ်ကနေမိဖို့ကြောင့်တုံပစ္စည်းလေးယူလာတာနဲ့ပဲသူ့ကိုယ်သူဘာထင်နေလဲ။နေဟာတယောက်တည်းဒီအိမ်မှာနေရတာပြမန်းလာခဲ့ပါလေ။သူမတယောက်တည်းအထီးကျန်တယ်လို့ခန်းစားခဲ့ရပါလေ။ရွာမှာရှိတဲ့အမျိုးသမီးတွေကလည်းသူ့ကိုပြစ်တင်နေခဲ့ကြပါပြီ။ကြည့်ပါဦးဒီအမျိုးသမီးကတော်လေးအရှက်မဲ့တယ်နော်။ သူရဲ့မိဖို့ကံထံမိသားစုဝင်တွေကိုရှင်တဲ့အခါမှာမိဖို့ကံကိုရွေးတယ်တဲ့ဒီလိုမိမမျိုးဘယ်သူကိုမှမပေးပါစေနဲ့ဟုတ်တယ်နင်ပြောတာမှန်တယ်ဒီလိုနဲ့နေဟားနဲ့ဘယ်သူမှစကားမပြောကြတော့ပါဘူးသူမတယောက်တည်းနေရတာအရန်ကိုဝမ်းနေနေခဲ့ပါတယ်ဒီအိမ်မှာငါတယောက်တည်းနေရတာဝမ်းနေလိုက်တာနှစ်လရှိပြီသူကလည်းပြန်မလာသေးဘူးကြည့်ရတာငါလို့ရက်တွေမှားသွားလားမသိပါဘူးငါဒီလောက်ထိလူပေါင်းမွားခဲ့တဲ့ပို့ရွာမှာရှိတဲ့လူတွေအကုန်လုံးကလည်းငါ့ကိုဘူးမဆိုင်ကြဘူးဆိုင်မှာပြည့်စည်တက်ဝဲရည်နောက်မှပဲဆိုင်ပိုင်ရှင်ကမရောင်းချင်ဘူး တရမတော်နေဟာအိပ်ပျော်နေခဲ့တဲ့အချိန်မှာခွေးတွေထိုးဟောင်းနေခဲ့ပါတယ်။နေဟာကတော့မိဖို့ကန်နာမှာပဲကော်ပီလေးပေါ်အိမ်နေခဲ့တာပါ။ခွေးတွေကသူမရဲ့မိဖို့ကန်ရဲ့အထီးဝင်လာခဲ့ပါတယ်။သူမခွေးတွေကိုမောင်းထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ခွေးတွေကအများကြီးပါပဲ။သူမကြောက်လန့်ကြတဲ့အိမ်ထဲမှာပြေးဝင်ပြီးတကားပိတ်ထားလိုက်ပါတယ်။နောက်နေ့မနက်မိုးလင်းတော့သူမအပြင်ကိုထွက်ကြည့်တဲ့အခါမှာအရာအားလုံးပျက်စီးသွားခဲ့ရပါပြီ။ဒါပါဖြစ်သွားတာလေ။ငါရဲ့မိဖို့ကန်တစ်ခုလုံးပျက်စီးသွားခဲ့ရပြီ။မနေ့ကငါတော့အခန်းထဲမှာပြေးဝင်ဖို့ဆိုရင်တော့ဒီခွေးတွေငါ့ကိုကြိုက်ကြမှာ။ ငါ့ကိုကယ်ဖို့အတွက်ဘယ်သူမှလည်းမလာကြဘူး။မိသားစုဝင်တွေကဘလောက်ကြောင့်အရေးကြီးလဲဆိုတာငါအခုမှပဲနားလဲတော့တယ်။ငါ့ရဲ့မိသားစုဝင်တွေတော့အတူတူရှိမယ်ဆိုရင်တော့ငါ့ရဲ့အိမ်ကပေးလိုက်တဲ့ပစ္စည်းတွေလည်းပြည့်စည်စရာမလိုဘူး။ရွာသူရွာသားတွေအကုန်လုံးရဲ့ချစ်ချင်းမေတ္တာကိုလည်းငါရရှိနေအောင်ပါပဲ။ဒီနောက်နေဟောင်းကတော့ပုံမှန်အတိုင်းမိဖို့လေးနဲ့ထမင်းဟင်းချက်ပြုတ်ခဲ့ပါရီ။ဒီမှာတယောက်တည်းစားတော့ရတာအဆင်မပြေပါဘူး။ဒီနေရာကတတော်လေးကိုတိတ်ဆိတ်ချောက်ကလုံးပါရီ။နေဟောင်းကလည်းပတ်သက်မရှိရတဲ့အဆုံမှာတော့ရကွက်ထင်မှလိုက်တောင်းစားနေခဲ့ရပါရီ။ မနိုဟာရီဆိုတဲ့သူကနေဟာတောင်ဆောင်းနေရကို တွေ့သွားပါတယ်။နေဟာကနေဘာလို့တောင်ဆောင်းနေရလဲ။ဒီအချိန်မှာသူရဲ့မိသားစုဝင်တွေကိုတွေ့ခဲ့ရတာနဲ့နေဟာတောင်းမှန်လိုက်ပါတယ်။သူရဲ့မိသားစုဝင်တွေကိုကိစ္စတွေအားလုံးပြောပြခဲ့ပါတယ်။ကျွန်မကနားလည်ပါပြီ။မိသားစုဝင်တွေပို့ပြီးတော့ဘယ်သူမှအရေးမကြီးဘူး။ဘလို့မစော်နေအမကိုနေနားလည်ရဲဆိုတော့ရပြီ။ဒါဆိုရင်တော့ငါတို့အိမ်ကိုပြန်ကြမယ်။ဒီနောက်အားလုံးကလည်းအင်ကိုပြန်လာပြီးပြောရွှင်စွာနဲ့အတူတူပေါင်းစုံနေထိုင်သွားခဲ့ကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ ျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်